မီတော့မီတော့ဆုတ်ဆုတ်ရေတော့ဘုံအော်ရမီဒါဒီရောမြင်ရမယ်လို့ပြောတာကြဒါဒီကြတော့မမြင်ဘူးလို့ထွက်တယ်တက်မှာမတ်လတည့်ရနေ့ diary ရုံးကြီးမှာတရားလိုပြတက်သေးတွေကိုစစ်ဆေးခဲ့ပြီးအမခန်အချိန်ချင်းပယ်ချခံနေရတဲ့ကျမကြီးမကောင်းတဲ့ဝင်းရံပြည်သူနှစ်ယောက်ရဲ့ the base ခန်းကို cycle carry လိုက်လာစဉ်ဖမ်းဆီးခံခဲ့ရတဲ့ပြည်သူတယောက်တို့ကိုအမခန်ပေးဖို့လဲထပ်မံလျှောက်ထားခဲ့ပါတယ် ဖေလိုပြသက်သေးတဦးဖြစ်တဲ့ရဲအုပ်ဝင်းစော်ကိုစစ်ဆေးရမှာတော့တဖက်သက်ထွက်ဆိုထားတာတွေရှိသလိုရဲတပ်ဖွဲ့ဝင်တွေဘက်ကဖုံးကွယ်ထွက်ဆိုကြောင်းထင်ရှားတယ်လို့တရားလွှတ်တော်ရှင်းနေဒေါ်ခင်ခင်ကျော်ကအခုလိုပဲပြောပြခဲ့ပါတယ် ဒီကနေ့မှာတော့ကျမရေအုပ်ဝင်းစော်ကိုကျမဆက်စစ်တဲ့ခါကျတော့သူကကျတော့ချင်းဖြစ်တဲ့နေရာမှာရှိတယ်လို့ပြောတယ်။အဲချင်းဖြစ်တဲ့မှာရှိတဲ့ခါကျတော့ဒီကလေးတွေကလေးတွေဒီចောင်းသားတွေဝင်းရံတွေကလေးတွေသူတို့ပေါ့နော်သူတို့ရဲ့အဖြစ်ကြမယ်သူတို့ဆွဆွဲမဲ့ခါတွေပေါ့နော်။ရေတံမှုနဲ့ဖြစ်တာတော့ဒါစီကိုထိုးပေါက်တာတို့ပေါ့နော်ကလေးတွေကိုဒီလိုအပြည့်ရမယ်ခါကျတော့သူကရှင်းအောင်လင်းအောင်သူကမြင်ပါတယ်တွေ့ပါတယ်ဆိုပြီးတော့သူကပြောတယ်။ဟုတ်ပြီတကယ်လို့ဆိုလို့ရှိရင်ဒီအချင်းဖြစ်နေမှာဒါရှိတယ်မြင်နေဆိုလို့ရှိရင်ဒါဆိုရင်ရတက်ဖောက်ဝင်နေရလဲပဲ။အခုဒီမှာနံပါတ်တုံးလေးရိုက်ထားတယ်ရှိတယ်။နောက်ပြီးတော့ကားတွေဖြတ်စည်းထားတယ်ရှိတယ်။နေတဲ့ခေါင်းအောင် တ်လေးကိုခြေထောက်နဲ့နင်းတာတွေရှိဒါတွေရောမြင်ရမယ်လို့ပြောတာဒါတွေကြတော့မမြင်ဘူးလို့ထွက်တယ်ဒီမိုကရေစီတပိတ်စစ်တောင်းရဲ့တောင်းဆိုချက်ဆက်တချက်ဟာအခုချိန်ထိမရရှိသေးတာမို့ဘယ်အစိုးရပဲတက်တက်ဆက်လက်တောင်းဆိုသွားမယ်လို့ဆိုလာသူကကိုမင်းသွေးတက်ပါ ဒီ7ချက်ကဟိုဘလူးအစိုးရပဲတက်လာဒီပစီကျွန်တော်တို့ကတော့ဆက်ပြီးတောင်းဆိုပါဘူးငါကျွန်တော်တို့တောင်းဆိုကြတယ်မရသေးဘူးအဲ့တော့ဒီကျွန်တော်တို့မျိုးဆက်ចောင်းသားမျိုးဆက်လက်ထက်မှာမရခဲ့ဘူးဆိုတဲ့နောက်လာမယ့်ចောင်းသားမျိုးဆက်ဆက်ဟာလည်းတောင်းဆိုမှာပဲအဓိကတော့ဒီတိုင်းပြည်နယ်လူမျိုးချစ်တဲ့ဘဲចောင်းသားမျိုးဆက်မှာမဆိုဘလူးအစိုးရပဲတက်လာဒီပစီကျွန်တော်တို့ပညာရေးလိုလားချက်တရားရောက်အောင်ဆက်သွားပါမယ်ရှင်ကုန်းမှာတရချားနီးပါးရုံငိမ့်တွေ ရှိတာမို့နန္ဒာစစ်အောင်မင်းသွေးတဲ့နဲ့ဖြည်းဖြည်းအောင်တို့ဟာ ထောင်ပြောင်းဖို့စတင်ထားတယ်လို့ဖြူဖြူအောင်ကဆိုပါတယ်။အစိုးရသစ်လက်ထက်မှာသူတို့လွတ်ခဲ့ရင်လဲလူငင်းချမ်းသာခွင့်နဲ့လွတ်တာမျိုးမဟုတ်ပဲတကယ်ဥပဒေကြောင်းနဲ့လွတ်မြောက်ဖို့ကိုလည်းဆန္ဒရှိနေပါတယ်။ ကျွန်တော်တို့စိုးရိမ်နေတာရှိတယ်အဲ့ဒါဘာလဲဆိုတော့အစိုးရတက်ပြောင်းသွားရင်တောင်မှပြည်ထောင်ဝင်ကြီးဌာနကကားထုတ်ကနေပြီးတော့ခန့်ထားတဲ့သူကပဲပြည်ထောင်ဝင်ကြီးဌာနဖြစ်မှာတော့အစိုးရတက်နဲ့တိုက်ရိုက်တက်ဆိုင်နေလို့ပြောလို့မရဘူးဒါကြောင့်မို့လို့ဟိုဥပဒေချောင်းရပါတော့ဥပဒေနဲ့ခိုင်ခိုင်မာမာကာကွယ်ပေးနိုင်မှုအတွက်ဥပဒေနဲ့ကန့်တက်တာမျိုးကပို့ပြီးတော့ခိုင်မာတဲ့အမကန်ချက်ရှိတဲ့အနေအထားတည်းရဟိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ကမြင်တယ်ဒါကြောင့်မို့လို့ကျွန်တော်ဥပဒေပြုတ်ရေးကိုတော့ထောက်ကျွန်တော်ဘက်ကတိုက်တွန်းနေရတာဖြစ်ပါဘူးတက္ကသိုလ်အရင်တရင်တွေဖွဲ့စည်းခြင်းနဲ့ပတ်သက်လို့ကျောင်းသားတမကရီ ကျောင်းသားတွေမဝင်ရအောင်သွေးခွဲတဲ့ဗျူဟာတစ်ခုဖြစ်ကြောင်းဘဂတ္တဥက္ကဋ္ဌကိုကျော်ကိုကဝေဖန်ခဲ့ပါတယ် ဒီလိုအခြေအနေမျိုးမှာပြည်ပရန်ကိုအကြောင်းပြုပြီးတော့ပြည်ရင်းရအကြောင်းသားတွေကိုအင်အားစုဆောင်တယ်ပြီးရင်ဒါအတိုင်းအတာချင်းစစ်ခင်းတဲ့အာဒီပြည်ရင်းစစ်တွေမှာမတုံးအတုံးမချဘူးလို့ကျွန်တော်တို့မပြောနိုင်ဒီတွစီညညမှုနဲ့ဖက်ဒရယ်ကိုအုပ်တည်နေတဲ့လူငယ်တွေရဲ့ထုတ်ရှားမှုတွေဟိုပြက်လို့ပျက်စီးဖြစ်သွားအောင်ဖန်တီးရတယ်အတူတူပဲလို့ကျွန်တော်မြင်ပြီးတော့အခွင့်အရေးပို့ပေးရင်အဖြစ်ဒါအကြောင်းသားတို့ကြားမှာသွေးခွဲတာပို့လွန်ထင်ရှားနေရတယ်လို့ကျွန်တော်ပြောချက်ပါ